အားလုံးမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတအူတီမရှိပဲလူတိုင်းသုံးတဲ့ကင်မရာကိုဘယ်လိုစပြီးတိုးတက်လာခဲ့လဲဒါနဲ့ချီအကြောင်းအရာတွေကိုမိနစ်အနည်းငယ်အတွင်းပြောပြပေးမှာဖြစ်ပါတယ်ဖုန်းကင်မရာတောင် DSLR အစားထိုးလောက်ထိမိုက်သွားပြီဆိုတော့တကယ်ကင်မရာတမိုင်းကြောင့်တင့်တင့်နဲ့ကင်မရာဆိုတဲ့အရာကနှစ်ပေါင်း1000ကျော်က camera observe လို့ခေါ်တဲ့အခန်းငယ်လေးတစ်ခုမှစတင်ခဲ့တာပါအပြင်ကနေဝင်လာတဲ့အလင်းရောင်တန်းတစ်ခုဟာနံရံပေါ်မှာ shogun တန်းတန်းကိုပုံငိမ့်တစ်ခုလို့ဖန်တီးပေးခဲ့တယ်ထောင်ရှိ26ခုနှစ်မှာ joseph ကကဘာပေါ်မှာပထမဆုံးဓာတ်ပုံဝင်တကယ်ပုံဖန်နိုင်လာခဲ့တယ် exposure time ရှင်းနိုင်ကြောင်း shape နေရောင်ကြောင်း building အရင်အရောင်တွေမတတ်တဲ့ဒီပုံအခုထိရှိနေတော့ပါပဲ ဖောင်ရှက်39ခုနှစ်နောက်ပိုင်းမှာဂျိုဆက်ပြန်နောက်လွင်းစကဒေကိုရိုတိုက်ပ်ဆိုတဲ့နည်းပညာရှင်ဓာတ်ပုံတွေကိုပို့ပြီးပြသစေခဲ့တယ်။ George is man ga role feeling good to him be now you press the button we do the rest ပြောဆိုချက်နဲ့လူတိုင်းကင်မရာကိုကိုယ်တိုင်သုံးနိုင်တဲ့ခေတ်စတင်လာတယ်စတူဒီယိုပိုင်သူတွေပဲဓာတ်ပုံရိုက်လို့ရတဲ့ကာလကံဒီလူထုထက်ဝင်ချလာတဲ့အရေးကြီးဆုံးဒုတက်မှုပါပဲ Leica က 35mm ကင်မရာကိုမိတ်ဆက်ပေးပြီး Nikon Canon တို့က SLR ကိုတိုးတက်အောင်လုပ်ရက Photo Journalism Sports Media တွေအပြည့်ပြည့်ဆိုင်ရာမှာကင်မရာတက်ထရစီပွားရေး line ပေါ်လာခဲ့တယ်။ Film ကင်မရာကနေ Digital Sensor ကိုပြောင်းလဲသွားတာဟာကင်မရာတမိုင်းအကြောင်းအကြီးမားဆုံးပြောင်းလဲမှုတစ်ခုပါပဲ။ memory card lcd screen ပြတ်တာမြန်ဆန်တဲ့ auto focus digital kit ရောက်လာတာနဲ့ထပ်ပုံကမီသူ့မဆိုရိုးရှင်ပြီးမြန်ဆန်သွားခဲ့တယ် iPhone 2000ခုထွက်လာချိန်ကနေကင်မရာဖုန်းထဲကိုရောက်သွားပြီးအခုတော့ multi lens AI image processing night mode portrait mode 4K 8K video digital stabilization မိုဘိုင်းကင်မရာတစ်လုံးထဲနဲ့ professional work လုပ်လို့ရတဲ့ kit ဖြစ်လာပြီ။ကင်မရာတမိုင်းကြောင့်အတူတက်မှုတစ်ခုချင်းစီဟာလူဘဝနဲ့အမှုပညာဘလို့ပြောင်းလဲသွားလဲဆိုတာကိုပြသပေးတယ်။ကျွန်တော်တို့ကလည်းလက်ထက်ရှိဖုန်းတစ်လုံးနဲ့မိုင်းတွေဖန်တီနေပြီ။ဗီဒီယိုကို like share subscribe လုပ်ပေးပါဗျာ။အားလုံးကိုကျေးဇူးပါဗျာ။